ဗင်နီဇွဲလားနိုင်ငံအနီးတိုင်းမှာစေအေးလှုပ်ရှားမှုတွေမြင့်တက်နေပြီ။အန်နီရရှိနိုင်တဲ့အခြေအနေနဲ့ပတ်သက်ပြီးအမေရိကန်ကအဓိကလေကြောင်းလိုင်းတွေကိုသတိပေးခဲ့ပြီးနောက်နိုင်ငံတကာလေကြောင်းလိုင်း6ခုကဗင်နီဇွဲလားထံပြေးဆွဲမဲ့လေကြောင်းခီးစင်တွေကိုဆိုင်းငံ့ခဲ့တယ်လို့အေဂျာစီယာကဖော်ပြခဲ့ပါတယ်။ဒီလေကြောင်းလိုင်းတွေကတော့စပိန်ရဲ့အိုင်ဘေရီယာ၊ပေါ်တူဂီရဲ့ဒက်၊ချီလီရဲ့လာဒမ်၊ကိုလံဘီယာရဲ့အေဗီယန်ကာ၊ဘရာဇီးရဲ့ဂိုး၊ထရီနီဒတ်နဲ့တိုဘါဂိုရဲ့ကာရေဘီယံလေကြောင်းလိုင်းတွေဖြစ်ပါတယ်။ဒီလေကြောင်းလိုင်းတွေကဗင်နီ ီဆွဲလာတဲ့ပြေးဆွဲမဲ့လေကြောင်းခီးစဉ်အားလုံးကိုဆိုင်းငံ့ခဲ့ခြင်းဖြစ်တယ်လို့ဗီနီဆွဲလာလေကြောင်းလိုင်းတွေအသင်းရဲ့ဥက္ကဋ္ဌမာရီစီလာဒီလိုအိုင်ဇာရဲ့ပြောကြားချက်ကိုကိုးကားပြီး AFP သတင်းဌာနကဖော်ပြခဲ့ပါတယ်။တပ်လေကြောင်းလိုင်းကနိုဝင်ဘာ22ရက်ကနေနိုဝင်ဘာ25ရက်အထိလေကြောင်းခီးစဉ်တွေကိုဆိုင်းငံ့ကြောင်းနဲ့အိုင်ဘေရီယာလေကြောင်းလိုင်းကနောက်ထပ်ကြေညာချက်မထုတ်ပြန်မီအချိန်ထိလေကြောင်းခီးစဉ်တွေကိုဆိုင်းငံ့ကြောင်းထုတ်ပြန်ခဲ့ကြပါတယ်။လေကြောင်းလုံခြုံရေးနဲ့ပတ်သက်ပြီးအမေရိကန်သတိပေးချက်ကြောင့်ဒီလိုလေကြောင်းခီးစဉ်တွေကိုဆိုင်းငံ့ဖို့ဆုံးဖြတ် က်ခဲ့တာဖြစ်တယ်လို့တက်ဘလီချောင်းလိုင်းကရိုက်တာသတင်းဌာနကိုပြောကြားခဲ့ပါတယ်ပနားမားရဲ့ကိုပါအဲလိုင်းစပိန်ရဲ့ Air Europa နဲ့ Plus Etra တူရကီရဲ့ Turkish Airline နဲ့ဗီနီဇွဲလာရဲ့လေဆာလေချောင်းလိုင်းတွေကတော့လက်ရှိအချိန်ထိလေချောင်းခီးစဉ်တွေကိုပြေးဆွဲနေဆဲဖြစ်ပါတယ်အမေရိကန်ဟာ Caribbean ပင်လယ်အတွင်းထံကမ္ဘာအကြီးဆုံးလေတင်သင်္ဘောအပါအဝင်စစ်သင်္ဘောတွေနဲ့စစ်သားတွေကိုဖြန့်ကျက်ချထားခဲ့တဲ့အတွက်အမေရိကန်နဲ့ဗီနီဇွဲလာကြားတင်းမာမှုတွေမြင့်တက်နေချိန်မှာလေချောင်းခီးစဉ်တွေစိုင်းငယ်တဲ့တဲ့ရင်ထွက်ပေါ်လာခြင်းဖြစ် ်ပါတယ်။အမေရိကန်ကတော့ကာရေဘီယံမှာမွေးစေဝါတိုက်ဖြတ်တဲ့စစ်စင်အတွက်စစ်ရင်ရတွေဖျက်ချက်ခဲ့တာဖြစ်တယ်လို့ပြောကြခဲ့ပေမယ့်ဗီနီဇွဲလာအစိုးရကတော့အမေရိကန်ဟာဗီနီဇွဲလာသမ္မတမာရူရိုကိုဖြုတ်ချဖို့ကြိုးပမ်းနေခြင်းဖြစ်တယ်လို့ပြောကြခဲ့ပါတယ်။အမေရိကန်ဟာကာရေဘီယံပင်လယ်နဲ့ဖက်စီဘိတ်သမုတ်တရာတွင်မွေးစေဝါမောင်းကိုကူးတယ်လို့တန်တရားရှိတဲ့တင်းမောတွေကိုတိုက်ခိုက်မှု20ကြိမ်ထက်မနည်းလုံးဆောင်ခဲ့ပြီးလူ83ထက်မနည်းသေဆုံးခဲ့ပါတယ်။